နှပညာလောကနဲ့ဝေးကွာနေတာကြပြီဖြစ်ပေမယ့်ဝန်ထမ်းတစ်ဖက်လေးတွေကရိုက်ကူးထားတဲ့ဗီဒီယိုလေးကြောင့်လူမှုကွန်ရက်ပေါ်မှာလူကြည့်များလာခဲ့တဲ့တရုတ်ဆောင်ကြည်လဲလဲဦးတို့ဇနီးမောင်နှံမင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ကြည်လဲလဲဦးနဲ့တရုတ်ဆောင်ဇာနီးတို့ဇနီးမောင်နှံနှစ်ယောက်ကိုတော့ပရိသတ်တရားလုံးကဒီနေ့ဒီချိန်ထိအမတ်ရနေကြအောင်ပဲလို့ထင်ပါတယ်ပြောဆောင်ကြည့်လဲလဲဦးဟာချစ်မွေးပါတဲ့မင်းသမီးတစ်လက်ဖြစ်ပြီးတော့ပြည်သက်တွေဒီနေ့ချိန်ထိအားပေးကြရတဲ့သူလည်းဖြစ်ပါတယ် ကြည်လည်လည်ဦးဟာတရုတ်ဆောင်စာအနေနဲ့အင်အားကြပြီးနောက်ပိုင်းမှာတော့အနုပညာလုပ်တွေနဲ့ဝေးကွာသွားခဲ့ပြီးတော့စီးပွားရေးလုပ်ကိုသာရောက်ချလုပ်ကင်လာခဲ့တာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့အနုပညာလောကနဲ့လည်းဝေးကွာသွားခဲ့ပြီးတရုတ်ဆောင်တယောက်ဆိုတဲ့ဂုံပုံနဲ့လည်းအနေငယ်ဝေးကွာသွားခဲ့တာကြောင့်မင်းသမီးတယောက်လုံးဟိတ်ရန်တွေနဲ့နေထိုင်ခြင်းမရှိတော့တဲ့တရုတ်ဆောင်ကြည်လည်လည်ဦးတို့ဇနီးမောင်နဲ့နှစ်ယောက်ကိုဝန်ထမ်းတပည့်တွေကတရင်ကျွတ်အတွက်လာရောက်ကြတော့ကြတဲ့အချိန်မှာအမတ်တရားဗီဒီယိုလေးရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။ အနည်းပညာအလုံးမလုံးတော့လို့ခန္ဓာကိုယ်ကိုထိန်းထားခြင်းလည်းမရှိတော့ပဲလွလွလပ်လပ်သာနေထိုင်နေတဲ့ကြီးလဲလဲဦးကိုတော့ပြိသက်တွေအလုံးကအပြင်မှာတွေ့ရင်တော့မှတ်မိပါမလားလို့ထင်မှတ်စရာလည်းဖြစ်နေကြတာပါဒါပေမဲ့ငကိုကလေးကအချစ်စရာကောင်းပြီးသားဖြစ်တဲ့တရုပ်ဆောင်ကြီးလဲလဲဦးကတော့အနည်းပညာမလုံးတော့ပေမဲ့လည်းပြိသက်တွေရဲ့အချစ်တွေကိုတော့အမြဲတမ်းရရှိနေဦးမယ်ဆိုတာကတော့အသေးချပဲဖြစ်ပါတယ်